မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းကကြောက်ကြီးမြို့နယ်မှာနောက်တန်းပြန်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင့်ကို GNLPD ရဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်စစ်ကောင်စီတပ်သားအယောက်30ကျော်ဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မသားအလောင်းတချို့ကိုပါရရှိထားတယ်ဆိုပါတယ် GNL သိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့ကိုမနေ့ကညတကောင်းရဲ့အချိန်မှာပဲအချက်ဖက်စစ်ကောင်စီကလေနဲ့လာပြီးဘုံတွေကျဲချသွားမှုကြောင့် အရသာပြည်သူတိဆုံမှုတွေရှိထားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ပဲခူးတိုင်းကကြောက်ကြီးမြို့နယ်မှာနောက်တန်းပြန်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကို GNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်သားအယောက်30ကျော်ဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မတာအလောက်တချို့ကိုပါရရှိထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရုံးမှနှစ်စစ်ကြောင်း အထုကွန်မန်ဒိုတရင်ရုံးရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကအော်တိုဘလာ29ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့အထိ3ရက်အတွင်းမှာတယ်ဘကိုးတိုင်းကကြောက်ကြီးမြို့နယ်မှာနောက်တန်းပြန်လာတဲ့အချမ်းဖက်စစ်ကောင်းစီရဲ့ကန်ယူရန်တက်ထရီဂန်တိုင်းတက်နဲ့ကြောက်ကြီးအခြေဆိုင်တက်တွေစုပေါင်းထားတဲ့စစ်ကြောင်းကို GNLPD ရဲ့ပူးပေါင်းတက်တွေကလန်ဒရှောက်အဆက်မပြတ်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်စီဘက်ကတော်တော်လေးကိုအထိနာသွားပြီးလေချောင်းပစ်ကူတွေပါခေါ်ခဲ့ပြီမဲ့ အဲ့ဒီလိုဘုံလာကျဲတဲ့လေရင်မှာပြစ်ခတ်ခံရတယ်လို့စစ်ကြောင်းမှာပါလာတဲ့စစ်သားအယောက်တရာဝန်းကျင်မှာအယောက်30ကျော်ကပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီးမြေပြင်မှာစစ်သားအလောင်းတချို့လည်းရရှိထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PD ရဲ့ရုံးမှနှစ်စစ်ကြောင်းအထုကွန်မန်ဒိုတရင်ရုံးရဲ့တာဝန်ခံကပြောထားပါတယ်တိုက်ပွဲတွင်တိတ်ကုန်ကြတဲ့စစ်သားတွေကမသာအလောင်းတချို့ကိုတော့ရန်ကုန်ခစ်တီရဲ့ Telegram မှာသွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျ ဖက်မှာတော့ DNLA သိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့ကိုမနေ့ကညတကောင်ရန်အချိန်မှာပဲအချမ်းပတ်စကောင်စီကလင်းနဲ့လာပြီးဘုံတွေကြဲကြသွားမှုကြောင့်ရဲသားပြည်သူတိုက်စုံမှုတွေရှိထားပြီးလင်းအိမ်တွေလည်းပျက်စီးထားတယ်လို့မြို့ကန်ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကည7နာရီဝန်းကျင်လောက်မှာပဲအချမ်းပတ်စကောင်စီက DNLA သိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာနေရာတွေကိုလင်းနဲ့လာပြီးရေအရွယ်ချက်ရှိရှိဘုံတွေကြဲကြသွားတယ်ဆိုပါတယ်။အဲ့ဒီလို စစ်ကောင်စီရဲ့လေရင်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာမိုးကုံမြို့နယ်လေဦးပန်းချံနဲ့အနောက်ဘက်ပိုင်းတွေမှာကြက်ရောက်ပောက်ကွက်သွားပြီးရဲသားပြည်သူတို့အုပ်သေးဆုံးသွားတဲ့အကြောင်းကိုလောလောဆယ်သိထားရတဲ့အကြောင်းနဲ့နေအိမ်တွေလည်းပျက်စီးထားတဲ့အကြောင်းကိုမြို့ကန်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့တန်းပြည်နယ်မှာတာဝန်ထမ်းဆောင်မှုကျမကြီးစီဒီအမ်ဘန်တွေနဲ့နန်းစီဒီအမ်မဟုတ်တဲ့ကျမကြီးတက်သည့်ပညာရှင်တွေကိုဖိတ်ခေါ်နေတယ်လို့ Medical Family Mandalay အဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တွေကိုပြောပါတယ် လက်ရှိမှာတန်းပြည်နယ်အတွင်းကျန်းမာရေးစောင့်ရှောက်မှုတွေကိုတန်းပြည်ကျန်းမာရေးကောင်စီဟာမန္တလေး MFM နွေဦးတော်လန်ရဲ့မရေးကျန်းမာရေးတက်သည့်ပညာရှင်တွေကျန်းမာရေးစီဒီအမ်မာတွေနဲ့အတူလက်တွဲပြီးလေပတ်လျက်ရှိသလိုနောက်ထပ်ကျန်းမာရေးဝန်ထမ်းအင်အားတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။အဲ့ဒီအတွက်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတတ်ပညာနဲ့တော်လန်ရေးကိုပါဝင်ကူညီခြင်းနဲ့ဆိုရင် ဂျမိုင်းဝင်တန်းတွေအတွက်ချီးမြှင့်ငွေအနေနဲ့တလကိုငွေကျပ်အနည်းဆုံး၄သိန်းခွဲကနေအများဆုံး၉သိန်းအထိချီးမြှင့်မှုနဲ့အတူနေစရာလည်းပေးမယ်အပြင်ခရီးစရိတ်ပါကြက်ခံပေးမှာဖြစ်တဲ့အတွက်တန်ဂျီကိုလာရောက်ကူညီဖို့ဖိတ်ခေါ်ထားတယ်လို့လည်း Medical Family Mandalay ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဘကိုးတိုင်းက30မြို့မှာဂျက်ဖက်စကောက်စီရဲ့ခလာရ35တက်ရင်းနဲ့အုတ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီးစစ်မှုထမ်းလူငယ်10ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ ပြန်လဲလွတ်မြောက်ချင်ရင်လူငယ်တအုပ်ကိုငွေကျပ်360နဲ့ပြန်ရွေးခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။နိုဝင်ဘာလ10ရက်နေ့ညပိုင်းကပဲ30မြို့မှာရှိတဲ့ဝဂဒန်ရက်ကွက်ကိုအကျန်းဖက်စကောင်းစီတက်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီးအဲဇင်းဆိုတဲ့အကြောင်းပြချက်နဲ့စစ်မှုထမ်းဖို့လူငယ်10ဦးကိုမတရားပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဟာအကျန်းဖက်စကောင်းစီရဲ့အမှတ်35ချီလင်းတက်ရင်မှအဖမ်းခံထားရပြီးအဲ့ဒီကလူငယ်တွေအနေနဲ့ ပြန်လဲလွတ်မြောက်ချင်းရင်တော့တအူးကိုငွေကျပ်360ပေးပြီးရွေးမှရမယ်ဆိုပြီးတော့ကိုစစ်ကောင်စီတပ်နဲ့ဝဂတန်းရက်ကွက်အုပ်ချုပ်ရေးမှူးစံထွန်းတို့ကနေမတရားတောင်းရနေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။လက်ရှိမှာတော့ပဲခူးတိုင်းကတာယာရီမြို့ပေါ်တွင်မှာလဲအကြံဖက်စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုပ်နေကြတဲ့အတွက်တချို့လူငယ်တွေဟာနှီးစက်ရခြေရွာတွေနဲ့ရန်ကုန်မြို့ကိုထွက်ပြေးတိမ်းရှောင်သွားရတဲ့သူတွေလဲတော်တော်များလာနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ